သတင်းကောင်းစဉ်သတင်းစာပညာတွင်သတင်းကောင်းစဉ်တက်ကြီးအတက်သည်လွယ်မယောင်နှင့်နက်နဲလာသောပညာဖြစ်၏သတင်းတပုတ်ရေးသားရ၌ပထမအပိုက်သတင်းကောင်းစုတွင်သတင်းအတူချုပ်ပါရသည်သတင်းကောင်းစဉ်မှာသတင်းအတူဆုံးအချုပ်ကိုဖော်ပြရမည်သို့မှသာသတင်းစာဖတ်သူသည်ကောင်းစဉ်ကိုမြင်ယုံနှင့်သတင်းစာ၏စာကိုကိုသိနိုင်မည်ဆက်လက်၍သတင်းကောင်းစုကိုဖတ်လျက်သတင်းအတူချုပ်ကိုသိရမည်သို့မှသတင်းစာမှသာသတင်းအကျယ်အရှိကိုစက်ပတ်ယုံသာ စိတ်ဝင်စားသောတရင်ကိုခေါင်းစဉ်သာဖတ်ကြည့်သည်နည်းနည်းစိတ်ဝင်စားပါကတရင်ကောင်းစုကိုဖတ်ကြည့်ခြင်းဖြင့်စာဖတ်သူ၏အချိန်မပြုံးရတော့ပေစာဖတ်သူမသိလိုသောတရင်များကိုအလွယ်တကူကြော်နင်းသွားသည်ထို့ကြောင့်တရင်ကောင်းစဉ်တက်ရာတွင်လူရင်းတရင်ပြည့်စုံနိုင်ရည်သည့်အရေးကြီးသည်ဥပမာပြည်သည့်အစိုးရကသူ၏မြေပေါ်မှ American စစ်စခန်းများရုပ်သိမ်းရန် American အစိုးရထံစာရေးသောတရင်ကိုတရင်စာတစ်ဆောင်ကပြည်သည့်ကကန်တန်စာရေးခြင်းဟုကောင်းတယ် ။တရင်စာကိုနှင့်ကိုက်ညီသည်ဆိုနိုင်တော်လဲမပြည့်စုံသေးပေ။စာဖတ်သူကိုဆွဲဆောင်မှုနဲ့ဒီစာဖတ်သူအားတရင်ကောင်းစဉ်နှင့်တရင်ပေးရာတွင်တရင်သာနည်းနေသေးသည်။ထိုတရင်ကို ပြည့်တစ်ကကန်တက်များကိုနှင်ခြင်းဟုကောင်းတက်လျင်ပို၍ပြည့်စုံသည်။အသက်ဝင်သည်။တဖန်တရင်ကအဖိုးမတန်ပဲခေါင်းစဉ်နှင့်လှန်သောစနစ်ကိုလည်းတရင်စာတို့မသုံးသင့်ပြန်ပေ။ပြင်မနာမှာတက်ကုန်ပြီဟုဘိန်းနေသည်တက်သွင်းရန်တက်ချောင်းကုန်သောတရင်ကိုခေါင်းစဉ်တက်ခြင်းမျို ိုင်ငံသားတိုင်းပြည်မှာပြန်ကြားရေးဝန်ကြီးနှုတ်ထွက်သူကိုမျက်နှာဖုံးမှပြုကနေဆက်လုံးများဖြင့်ပြန်ကြားရေးဝန်ကြီးထွက်ပြီးဟုမမာပြည်မှာလိုလိုလှည့်၍ခေါင်းတက်ခြင်းမျိုးစသည်တို့ကိုမပြုတ်ရပေ။တို့ပြည်သတင်းကောင်းစဉ်သည်သတင်းစာကိုဤအချုပ်ဖြစ်ရမည်ဟုဆိုစေကမူညံကွ၍လူဖက်ခြင်းစဝဲတက်နိုင်သည်။ခေါင်းစဉ်မှဝေဖန်ချက်ကလေးထည့်ပေးနိုင်သည်။ငော့တန်ကလေးထည့်နိုင်သည်။ဒေါသတန်သွင်းနိုင်ပြန်သည်။ပလိတ်ရိုက်သည်ဖြင့်ဘူအောင်ကျော်တေသောသတင်းကို ရက်ဆက်သောပလိတ်လက်ချက်ဖြင့်ကြာဆုံးရပြီးတနားစပွဲတေရရှာလီပြီးတိုကဲ့သို့သောခေါင်းစဉ်တို့ဖြင့်အစိုးရကိုအပြစ်ဖို့၍တက်နိုင်၏။ကျောင်းသားတို့တေချင်းဟူသောခေါင်းစဉ်မှာဘူအောင်ကျော်တေရမှုမှဂရဲများများမထွက်အောင်ထဲ၍တက်သောခေါင်းဖြစ်၏။ကျောင်းသားများစီးကမ်းမဲ့စုဘူးသည်ဖြင့်နှိမ်နေရမှမတော်တဆတေရချင်းဟူသောခေါင်းစဉ်မှာကျောင်းသားလှုပ်ရှားမှုကိုစန့်ကျင်ရေးသားသောခေါင်းဖြစ်သည်။ဤသို့ဖြင့်သတင်းကောင်းစီတွင်သတင်းစာဆရာ၏စေတနာကိုကွင်းကွင်းကွက်ကွက်ဖော်ပြနိုင်၏။ ခေါင်းစဉ်စလုံးအသေးအကြီးနှင့်စေတနာပြနိုင်သည်တမာရီတရင်စာသည်ဂလုံးစောဆန့်ကြီးရဲ့တရင်စာကြီးဖြစ်၏ဥစောအမှုစစ်နေစဉ်တွင်ကျိုးပေးရမည်ဟုယုံကြည်ထားရာဥစောကိုကျိုးပေးပါကမြမပုံနှိပ်လောက၌ရှိသောအရွယ်အကြီးဆုံးခေါင်းစဉ်စလုံး16လိုင်းထက်ကြီး၍ထည့်လိုသောကြောင့်အေယာမမျက်နှာမဲစလုံးကြီးများဖြင့်ဥစောအားကျိုးပေးပြီးဟုအေယာမမျက်နှာမဲစလုံးကြီးကိုတင်ကြွ၍ပကြီးဆွဲကဘလောက်လောက်ထားပြီးကျိုးစီရင်သောနေ့တွင် ဗမာတရင်စာရာဇဝင်၌အကြီးဆုံးစလုံးဖြင့်ပေါ်ပြခဲ့မှုသည်ဥသိမ့်ဖေမြင့်နိုင်ငံရေးလှုပ်ရှင်ကဥသိမ့်ဖေမြင့်စန့်ကျင်ရေးဗမာခေတ်တရင်စာသည်ပွဲပြန်ပြီးဘသူကြောင့်သိမ့်ဖေကြောင့်ဟူသောကောင်းစဉ်ကို အသေးစီထားပြီးဘလောက်လောက်ထားကအသုံးပြုသည်ဗမာတရင်စာလောက၌တရင်ကောင်းစဉ်ကိုွင့်၍တက်သောပညာကိုဗမာခေတ်ဥအုံမြင့်ကစခဲ့သည်ဟုဆိုသည်သည်ဗမာခေတ်တရင်စာတို့တွင်တရင်ကောင်းစဉ်ကိုရိုးရိုးတက်မြင့်မှဥအုံမြင့်လက်ထက် ဗမာခေတ်မှာစကားကောင်းစဉ်ဆန်းမှာတက်ဆပြုလာသည်ဦးအောင်မြင့်ကအညီအဟောင်းတည်ဟုခေါ်သောလင်ရဲမယား၏တည်များကိုဆန်းဆန်းကွန်းကွန်းတွန့်တွန့်လိန်လိန်တက်ရနိုင်ပြောင်မြောက်သူဖြစ်၏ပါလီမန်တီဇာနှစ်ကအမန်မေးများလာသာနှင့်ခီးစရိတ်တတ်မှတ်သောတည်ကို အလိုဖျားလန့်စရာဘာလာဟုခေါင်းစဉ်တက်သည်ဖြင့်ဗမာခေတ်တည်တော်ကတောက်ဘရင်အားလွတ်တော်အစီအဝေးမှာနှိမ့်ထုတ်ခြင်းခံခဲ့ရသည်နိုင်ငံရေးအဖြစ်ထိုးစင်က အာဏာရပါတီဖြစ်သောဆိုရှယ်လစ်ပါတီကိုပြစ်ပြစ်နှစ်နှစ်အပြစ်တင်ဝေဖန်၍တက်လေရှိသည်ဆိုရှယ်လစ်တဦးလက်စားမှုတရင်ညစ်ပတ်မှုတရင်ဖြစ်တိုင်းဖြစ်တိုင်းဆိုရှယ်လစ်ရေမချိုးဟူသောခေါင်းစဉ်ဖြင့်ပေါ်ပြသည်တရင်ကတလောက်မဆိုးပါဘူးခေါင်းစဉ်ကဆိုးတာပါထိုကဲ့သို့ဆိုရှယ်လစ်တို့ကဝန်ကြီးချုပ်ဦးနုကိုတိုင်သည်ဦးနုကဗမာခေအရီဒါအဖွဲ့အားမနက်စာဖက်၍ကြွေပြီးတိတ်မကလိကြပါနဲ့ဟုဆိုသည်နောက်တစ်နေ့တွင် ဆိုရှယ်လစ်တဦးဓမြတိုင်မှုမရိတ်ကျင့်မှုတရင်ရလာရာတရင်စာ၌ တရီစာကိုကိုသာပေါ်ပြပြီးခေါင်းစဉ်နေရာ၌အဖြူကွက်လက်ကြီးခြံထားလိုက်သည်ပရိသတ်များခင်ဗျာဤတရင်ခေါင်းစဉ်ကိုကြိုက်တယ်လို့တက်ပြီးသာဖတ်ကြပါတော့ဗမာခေခေါင်းစဉ်တွေကိုအပြစ်တင်ခံရသောကြောင့်ခေါင်းစဉ်မတက်ဝင်တော့ပါခင်ဗျာတို့ကဲ့သို့တရင်ထိတ်မှဖော်ပြလိုက်ရာဆိုရှယ်လစ်တို့မှပို၍ဘေးအောင်သွားရှာတော်သည်တရင်ခေါင်းစဉ်တက်ရ၌ရန်ပန်ရန်ကအကြက်တဲတွေ့ရတတ်သည်တို့အကြက်တဲကိုကြိုးစား၍ကြော်ထွက်ရ၏တချီတွင်ဟင်္ဒရာဦးမြသည်ရုရှားမှပြန်လာ၏ ဦးမြကသတင်းစာ conference တွင်ပရရှား၌ socialist စနစ်ကောင်းလာပါသည်ဟုအကြေတဝင်ပြောသွားသည်။ထိုသတင်းသည်တင်မောင်၏ဇပွဲသို့ရောက်လာ၏။ဗမာခေတ်သတင်းစာသည်ရုရှားစန့်ကျင်သတင်းစာဖြစ်သည့်ဖြင့်ထိုသတင်းကိုအပြည့်အစုံကောင်းစဉ်ကောင်းကောင်းနှင့်ထည့်ပေးပါကဗမာခေတ်၏ဝါဒနှင့်ဆိုင်ကျင်မည်။ထိုသတင်းကိုမထည့်ပြန်လေလေသတင်းစာတို့ဝတ္တရားပြက်ကွက်မည်ဖြစ်ရာတင်မောင်မှာအတော်အကျက်ရိုက်နေရမှာခက်လောင်လောင်ခေါင်းစဉ်တက်ပြီးထည့်လိုက်ရာတာဝင်းနှစ်ခုကျေပွန်သွား၏ခေါင်းစဉ်မှာ ရွတ်ရှမှာအာကြီးကောင်းဟူ၏တချိန်တွင်လည်းတင်မောင်းအဖို့အခက်တခုကြုံရဘူး၏တည်င်းမှာစာရေးဆရာအောင်လင်းမုံရမျိုးမှာကလောင်ရှင်တန်လာခင်တုတ်ကိုခိုးလာတော်တဲ့ဖြစ်သည်အောင်လင်းနှင့်တင်မောင်းမှာရေးပေါ်ရေးပိုက်ဖြစ်သည်အောင်လင်းမိမခိုးလာသည်ဆိုက အောင်လင်းအားအနှဲငယ်ကုန်ပြတ်စေမည်တဖန်မိမယူလာသည်ဟုကောင်းတက်ကလည်းမိကလေးဘက်မှသဘောမတူဟုတည်င်းရထားသည်ဖြင့်အောင်လင်းဘက်ပင်းရသို့ရောက်နေမည်အကယ်၍အစင်မပြေပါက မိမဘက်မှအေးအေးယူမိသတင်းဆက်ကလာနိုင်သေးသည်မို့လက်ထက်ခဲ့သည်ဟုလည်းခေါင်းမတက်ဝင်ဖြစ်နေကြသည် နောက်ဆုံးတွင်ဝီနစ်လော့ခေါင်းတက်ခါဖော်ပြလိုက်ရသည်ခေါင်းစဉ်မှာအောင်လင်းတန်လာခင်တုတ်တုတ်လာခြင်းတို့ကဲ့သို့ဟုဤဒီမောင်ဤသတင်းစာတက်တန်းတွင်ထကုံမိအောင်ကျင်းနှက်ခဲ့သောခေါင်းစဉ်မှာဂျင်းနေဂျုံကြီးဦးချန်ထွန်းနှင့်ရင်ဆိုင်ကြစဉ်ကဖြစ်သည်အထက်တွင်ပေါ်ပြခဲ့ပြီးဖြစ်သည်